ရင်သားမှာအကျိတ်ဆန်းမိတယ်။အဲ့ဒီအကျိတ်ကရိုးရိုးအကျိတ်လား၊ကင်ဆာအကျိတ်လားဆိုတာကိုခွဲခြားသိနိုင်မယ့်နည်းလမ်းလေးတွေကိုဇမအခုဗီဒီယိုမှာရှင်းပြပေးမှာဖြစ်ပါတယ်။အကျိတ်ကမနာဘူးဆိုရင်တော့ကင်ဆာအကျိတ်ဖြစ်ဖို့များပါတယ်။ဒါပေမဲ့ဒီအကျိတ်ကလေးကနာတယ်ဆိုရင်တော့ရိုးရိုးအကျိတ်ဖြစ်ဖို့များပါတယ်။ ီအကြိတ်ကလေးကိုလက်နဲ့ကင်ပြီးတော့ရွှေ့ကြည့်လိုက်လို့ဒီအကြိတ်လေးကရွှေ့တယ်ဆိုရင်တော့ဒါရိုးရိုးအကြိတ်ပါ တကယ်လို့အကြိတ်လေးကိုကင်ပြီးလက်နဲ့ရွှေ့ကြည့်လိုက်တဲ့အခါမှာမရွှေ့ဘူးတနေရာထဲမှာပဲကပ်ပြီးတော့နေနေတယ်ဆိုရင်တော့ကင်ဆာအကြိတ်ဖြစ်ဖို့များပါလေ အချိန်လေးကပျော့ပျော့လေး rubber ကိုကင်ရတလိုမျိုးလေးပေါ့နော်မျက်နှာပြင်ကလည်းချုံမွေ့နေမယ်ဆိုရင်တော့ဒါရိုးရိုးအချိန်ပါကင်ဆာအချိန်တွေမှာဆိုရင်တော့ကင်လာရင်မမတောင်းတောင်းလေးရှိပါတယ်သူ့ရဲ့မျက်နှာပြင်တွေအနာအဝန်းတွေကလည်းချုံမွေ့မနေဘဲနဲ့အဖူအထစ်ကလေးတွေရှိနေတာမျိုးဆိုရင်ကင်ဆာအချိန်ဖြစ်ပါတယ်အချိန်နဲ့ အကျိတ်ရဲ့ပတ်လည်မှာရှိတယ်။အရေးပြားတွေကဘာမှပြောင်းလဲမှုမရှိဘူးဆိုရင်တော့ရိုးရိုးအကျိတ်ပါ။တကယ်လို့အဲ့အရေးပြားတွေကနီမြန်သွားတာမျိုးရှိနေ၊ခြံဝင်သွားတာမျိုးရှိတယ်ဆိုရင်တော့ကင်ဆာအကျိတ်ပါရှင်။ရိုးရိုးအကျိတ်ဆိုတာကအစီကျိတ်ရေအိတ်စတဲ့ပုံနဲ့အကျိတ်ကလေးတွေကိုဆမရူကရိုးရိုးအကျိတ်လို့ခေါ်ပါတယ်။ဒီရိုးရိုးအကျိတ်တွေကများသောအားဖြင့်ကုသမှုမလိုပါဘူး။ဒါပေမဲ့နာကျင်တာ၊ကြိုက်ခဲတာစတဲ့လက္ခဏာတွေရှိတယ်ဆိုရင်တော့ဆောင်ဝင်တဲ့တိုင်ပင်ဆွေးနွေးတင်ပါတယ်ရှင်။ ားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မဒေါက်တာ Grace ပါရှင်